ဟလာဂျာကြီးလမ်းနေရှောက်ပြီးတော့တက်စီကဘတ်ကားကမရှိလို့လမ်းရှောက်ရတာတွေသူများတွေအိမ်မှာထမင်းကျွေးမဲ့ချိန်လေးတွေကိုစောင့်မျှော်ပြီးတော့ကျွန်တော်အာသူများတွေထမင်းစားမဲ့အချိန်တွေသွားချောင်းပြီးတော့အိမ်သွားလဲရတဲ့ဘဝတွေအဲ့လိုမျိုးတွေနဲ့ဖြတ်တန်းရင်းနဲ့အဲကျွန်တော်ဟိုလိုလိုဒီလိုလေးနေတဲ့ဘဝကနေမှကျွန်တော်ပြန်ပြီးတော့ VCD လေးတွေဘာလေးတွေပြန်ပြီးတော့ကျွန်တော် အစားရရတဲ့တခန်းစားနှစ်ခန်းစား daily လေးတွေပေါ့ daily လေးတွေ2000 3000ရတဲ့ဟာလေးတွေကျွန်တော်ပြန်ရိုက်နေရတဲ့အချိန်မှာကျွန်တော်မိုးကြိုးသွာရှာတဲ့မိုးကြိုးသွာတို့ပြီးလို့ရှိရင်ကျွန်တော်ငုံမဒီတို့ဝက်မန်ဆွဲတို့အဲ့လိုဂမ်ဘီယာ line တွေကိုပစ္စည်းတွေကိုရှာတဲ့ line ကိုရောက်သွားသေးတယ်ဗျအဲ့ဒါဘာလဲဆိုတော့ခုန Red Tan ပဲ ရတန်ကကျွန်တော်တို့ BC လေးပါလေးရိုက်နေရတဲ့အချိန်မှာရတန်ကပါလာတောင်းကလာပါပုံနမီတောင်းကလာပါအပေါ်နမီမှတ်တိုင်သားမှာလဲစစ်ယုံရှိတယ်လဲစစ်ယုံရဲ့ရှေ့မှာအဲ့တော့လဖေးဆိုင်လေးဖွင့်ပြီးတော့လဖေးဆိုင်ဖွင့်ပြီးတော့သူ့ရဲ့အဲအဲ့နေရာလေးမှာသူ့အဖေကနေရာလေးရတယ်ရတယ်သူတို့လဖေးဆိုင်လေးဖွင့်ပြီးလို့ရှင်အဲပေါ့လဖေးဆိုင်ဖွင့်တယ်ပေါ့ဗျာဖွင့်ရင်ကနေပါသူ့လဖေးဆိုင်မှာလဲခုနပြောလို့သွားပြီးတော့ ဝိုင်းလုံးဝိုင်းစားလုံးနဲ့တပည့်လေးထမင်းလေးအလကားစားရအလကားတောက်ရပေါ့ဗျာဒီလိုမျိုးလေးနေရနေပါဘယ်လိုင်းကိုကျွန်တော်တို့ကရောက်သွားကြတယ်လဲဆိုတော့ကျွန်တော်တကယ်ချင်းနှစ်ယောက်ပါအဲ့ဒီဂမ်မီယာလိုင်းဘက်ကိုရောက်သွားတယ်ဘဝတွေစုံတာပြောပြเนาะဂမ်မီယာလိုင်းကဘလို့ရောက်သွားလဲဆိုတော့ကျွန်တော်တို့ဟိုပါပေါ့အဲကျွန်တော်တို့ကြောက်မြောင်းကြောက်မြောင်းမိပွိုင်းရှိတယ်ကြောက်မြောင်းမိပွိုင်းဓာတ်စီဆိုင်လေးပါဟိုးအရင်တော့ဂီတာမိတ်အဲဟိုးအရင်တော့က ထားလိုက်ပါတော့ဗျာခုနှစ်တော့ကျွန်တော်ပြောရရင်အဲဂီတမိတ်စပြီးတော့ဖွင့်ခဲ့တာအကြောင်းမြောင်းမီးပွိုင်လမ်းစုံနားလေးကမိသက်အကြောင်းအကြောင်းမြောင်းတာမွေလာ sorry အဲအကြောင်းမြောင်းမီးပွိုင်နဲ့ဟိုဟာနဲ့တောင်းမှာစီဆိုင်နေရှိတယ်ဗျာဂီတမိတ်ရှိအဲ့မှာမီးသက်ရှိတယ်အဲ့ဒီနားလေးမှာရင်တော့ဂီတမိတ်သင်တန်းကျောင်းရှိနေတဲ့အချိန်ပေါ့ကျွန်တော်တို့ဟိုဘက်ကိုဗာလဲဟိုဘက်တီကိုမရောက်သေးဘူးအဲ့ဒီနေရာမှာရှိနေတဲ့အချိန်မှာအဲ့ဒီ ကြောင်မြောင်းစေးကြောင်မြောင်းမီးပွိုင်းနဲ့လမ်းတောင်အဲမီးပွိုင်းနဲ့ဒလွယ်ကုန်လေးလို့ဆင်းရတဲ့ကြက်ချာစုံဆင်းရတဲ့တောင်းရဲ့အပေါ်တက်6လောက်မှာဘိုးတော်တစ်ပါးရှိတယ်။အဲဘိုးတော်အဖအဖပေါ့နော်ဒါဒီဒီတမထလိုင်းတွေဘာတွေလှုပ်တဲ့အဲ့ဒီဟာကိုခုနရတန်ကအဲ့ဘောက်ကိုကိုးကွယ်ရင်းကနေဂမ်မီယာလိုင်းတွေပေါ့ဂမ်မီယာလိုင်းတွေသွားရင်ဘလူတွေအဲ့ကောင်တွေရလို့ရှင်တော့ဘလူတွေစွန်းတယ်အဲ့ဘုံမတီတို့ဝက်မှန်ဇွဲတို့အဖဝပြန်တို့ဘာတို့အများကြီးပဲပြီးတော့ရေစင်တို့ ဟာအများကြီးကမိုးကြိုးသွားတော့အဲ့ဒါလေးရလို့ကတော့ဝယ်မဲ့သူကဘလို့ကြည့်တယ်ဟာမိုးကြိုးသွားဆိုလို့ရှိရင်ဒီမိုးကြိုးသွားကိုဟိုဝယ်မဲ့သူကအဆန်ကိုတိုင်ကိုထောင်နဲ့ချီပြီးအိတ်ခိအိတ်ခါမိုးကြိုးသွားရရင်နဲ့သိန်း၄တောင်ပေးသိန်း၄တောင်ဆိုတဲ့ဟာဒီအဲ့ဒီခိအိတ်ခါကကားရစည်းကိုဗျာသိန်း30လောက်နဲ့စီးလို့ရနေတဲ့ခက်မှာ စီကားတော်တော်တင့်တဲ့ကားတိန်း30လောက်စီးလို့စီးလို့ဝယ်လို့စီးလို့ရနေတဲ့ခေတ်မှာတိန်း3000နဲ့ဗျာစဉ်းစားကြည့်လိုက်တိန်း3000ဆိုတဲ့ပတ်စံတိန်း3000တိန်း3000အဲ့တော့ပွဲကတွက်ကြည့်လိုက်အောင်ပွဲကဘယ်လောက်ရမှာဘာညာဘာမတ်မောเสียရလေဗျာဒီဝမ်မန်ဒီမိုးချိုးသားတစ်ခုရလိုက်တာနဲ့ဘောကပြောင်းပြီပဲဆိုပြီးစိတ်ကူးတွေကသိရမလားစိတ်ကူးတွေကလောကမီလီယံတတိယကြီးဖြစ်တာစိတ်ကူးတွေကအဲ့တော့လူငယ်ဆိုတော့အခုနဒုက္ခဒုက္ခတွေနဲ့ဟာလာရုပ်ရှင်လောကကနေအပြစ်ပဲခံလိုက်ရတယ် သမင်းနေငတ်သူများအိမ်မှာကတ်နေဟိုလူအိမ်ပတ်သွားဟိုမျိုးအိမ်ပတ်လဲဒီမျိုးအိမ်ပတ်လဲလဖေးလဖေးတိုင်းမဲ့သမင်းကျွေးမဲ့ငွေချင်းတွေလိုက်ရှာကတ်ပြီးလဖေးတောက်ရဟိုသမင်းစားရဒီလိုဘဝမျိုးတွေဖြစ်လာရအခုနာကဒီပေါ့ဘလို့ခေါ်မလွလွနဲ့တထည့်ဖြစ်မဲ့နီးကိုဘယ်သူမှမလိုချင်တဲ့သူဘယ်သူမှမရှိဘူးကအဲ့အချိန်အဲ့ခါဒါအဲ့အချိန်ကကျွန်တော်ຢາໄຂတော့အပြည့်ပဲကျွန်တော်အဲ့ဒါမျိုးဖြစ်လိုက်ရင်တော့ ်ချယ်ပဲဘောဟာတစ်ခါနဲ့ပြောင်းပြီဆိုတဲ့ဟာကရခိုင်လုံးအပြည့်ကျွန်တော်ခေါင်းထဲမှာရှိအဲ့တော့အဲ့ဒီဟာဒီအဲ့ဂမ်မီယာဆိုတဲ့ကိစ္စလေးလက်ကိုတည်းအမှန်တိုင်းပြောင်းကိုတည်းအမြန်အမှန်တိုင်းပြောင်းနားလဲလေတာမဟုတ်ဒါပေမဲ့ပြောတဲ့သူရဲ့အဲ့လိုဖြူဆွဲတဲ့ဟာတွေရဲ့အပြောအဆိုတွေကတော့တကယ်ကိုဟာတခါတည်းဘောဟာအပြောင်းပဲအဲ့အဲ့ချိန်မှာကိုရတန်လည်းကျွန်တော်တကယ်အဲ့ရတန်ကလည်းလုံးဝသူကလည်းအဲ့ထက်မှာအဓိကသူခေါ်လာတာပေါ့ဗျာ သူသူရှိရာ source တွေဝင်လာတော့ကိုကလည်းဘဝပြတ်နေတဲ့အချိန်ဆိုတော့အာချချမယ်ကွာဆိုပြီးတော့တော်သေးတာပေါ့ဟိုဘလို့ခေါ်မလဲပြောရမယ်ဆိုဟိုလိုမူးယစ်ဆေးလို့ပါတော့ line တွေမူးယစ်ဆေးတွေ number 4တွေဘိန်းတွေကိုအကြီးကျယ်တဲ့ဒီတစ်ခေါက်တယ်လိုက်လို့တော့ကွာမင်းပထေးဖြစ်ပြီဆိုတော့ဟာမျိုးဘက်ကိုမရောက်လို့ပေါ့တော်သေးတာပေါ့ဂမ်မီဟာ line ဆိုတော့ဥပဒေနဲ့ဘလို့ကင်းစရာအကြောင်းမရှိဘူးလေအဲ့ line ကိုရောက်သွားလို့တော်သေးတယ်ပထေးဖြစ်ချင်တာလေဒီ ဆင်းရဲတဲ့ဘဝရန်ကုန်မှာရုံးကန်ကြက်တဲတဲ့ဘဝကိုလွတ်မြောက်ချင်တာဗျာအဲ့ဒီအချိန်မှာလူလဲလူငယ်ကျွန်တော်အသက်20ကျော်အစိတ်ပတ်ချလဲဗျာအဲ့ဒီအချိန်မှာကျွန်တော်လုံးဝဟိုအဲ့လမ်းကြောင်းလိုက်ပြီးတော့အတငယ်ချင်းနဲ့ရတန်နဲ့လိုက်ပြီးတော့အဲ့သူ့ရဲ့သူ့ရဲ့တောင်းစ်ကာဒစီရှိတယ်ကောင်းကာဒစီနဲ့ဟာဟိုနေရာမှာဝမ်မန်ဆယ်ရှိတယ်တွေ့လိုက်တွားရှာလိုက်လာတွားပြူမယ်ဆိုတွားလိုက်အာပြီးလို့ရှိရင်အဲ့လူနဲ့တွေ့ တွေးပြီးတော့ဝတ်မှန်ဆွဲဟိုဟလာတနက်နေ့ပြစ်ဆန်းရမယ်ဆိုတော့အဲ့ဝတ်မှန်ဆွဲယူလို့အားလားတနက်နေ့ပြစ်ဆန်းမယ်ဆိုအပေါင်တင်ရတယ်အဲ့ line မှာလည်းဒီအပေါင်တင်ရတယ်ပြစ်ဆန်းမယ်ဆန်းမယ်ဆိုပိုင်ရှင်သမားကအပေါင်တင်ရတယ်ပေါင်တင်လို့တကယ်လို့တခုခုဖြစ်ခဲ့ရင်တော့တခုခုဖြစ်ခဲ့ရင် something ပေါ့မှန်လို့ကြွေကွဲတော့အဲ့ဟာကိုသူကစားမှာတကယ်လို့ဟောမဖြစ်ဘူးကွင်းတော့ရင်တော့မလို့ယူသွားလိုက်တော့အဲတော်တယ်လို့ဟာမျိုးတဲ့ မသိဘူးဗျာအဲ့တော့လေခုနအပေါင်တွေအပေါင်တင်ရတာပေါ့ပြစ်မဲ့လူရှိရောဟိုကပြစ်မဲ့လူအပေါင်တင်ရတယ်အပေါင်တွေကတော့9000လား3000လားပေါ့အဲ့ဒါလည်းမရှိသူမဲ့သူနဲ့ဟိုလူရှိရကြည့်ဒီလူရကြည့်နဲ့ရှင်အဲ့9000ကိုရင်းတာတကယ်တော့9000တော့မဟုတ်ဘူးကျွန်တော်တို့ကရင်းတာတကယ်တော့အဲ့9000ကိုအဲ့သူ့ရဲ့ line ထဲမှာလည်းလုတ်စားတဲ့သူလူရှိတာအဲ့9000ကိုကောက်စားတာ9000တောင်းအောင်ကောက်စားတာကိုရီးယားအဲ့9000ကိုဘဝကြီးမှတ်လို့ရင်းပြီးလို့ဟိုလူရှိရကြည့်ဒီလူချီနဲ့ဘုံမနေတဲ့ ပဲ့တယ်ဆန်းတယ်ဘယ်မှာသွားသွားဆန်းရလဲဆိုတော့စစ်တပ်ထဲမှာသွားဆန်းရတယ်စစ်တပ်မင်္ဂလာတော်စစ်တပ်ရဲ့အဲ့လိုဝင်းနေပေါ့သူတို့ရဲ့ site view ချောင်းလိုဝင်းလို့နေရမျိုးတွေမှာအဲ့ဒါသူတို့သူတို့အချိတ်ဆက်နဲ့ဘယ်ကနေရောက်လာလဲမသိတနက်တလက်နဲ့ရောက်ချလာတာပဲတနက်ကအဲ့လိုပေါ့စစ်တပ်ကကိုင်းနဲ့အခုဒီဘက်ကအမေရီနေမှာပေါ့ဗျာအဲ့တုန်းကလေကိုရီးယားမခေါ်တတ်ဘူးကုမသာခေါ်တတ်တာရောက်လာပြီတဲတဲပြီးပြစ်ချရတယ်ဖော်နေဆိုဂျေမွတ်သွားပဲရောက်လို့ရောက်သွားမှန်းတော့မသိဘူး အသွားပြန်ပြီ၊ကွဲသွားပြန်ပြီ။တစ်ခါပြန်လာနောက်တစ်ခါရေးစင်း။အရေးစင်းဆိုတော့တိတိလေး။ဟာစင်ကြီးတော့မလို့ကြောက်လဲ။ဘာသာဟာမိုးချိုးသွား။အားလိုက်တယ်ခီးတွေဝိင်းတွေပြထိုးပေါ်ပြီးတွေလဲကူးတွေအဲ့ရှိတဲ့နေရာတွေလိုက်လိုက်ပြီးတော့အဲ့နေရာတွေမှာလိုက်ပြီးတော့ခုနပြောတဲ့အပေါင်လေးတင်ပြစ်လိုက်ဖြစ်လိုက်လိုက်ရှာမတွေ့အပေါင်ထားခဏနေရပြီဟောဘယ်လူရှိတော့ငါပဆန်ဘလောက်လောက်ပေးအောင်9000လောက်ပေးအောင်10000လောက်ပေးအောင်ဘာအားနဲ့လိုက်ရှာပြီးပေးလိုက် ီးလိုက်အဲ့လိုပျောက်သွားပြန်ပြီအဲ့လိုမျိုးတွေနဲ့ဖြင်းဖြင်းနဲ့တငယ်ချင်းနှစ်ယောက်လုံးမတွေပါပြီးလို့ရှိရင်အဲ့လောကထဲမှာ၃လလောက်မနဲ့မိုးလင်းရေစင်ညနေမိုးချိုးသွားနေ့လယ်ငုံမတည်ဟာလာတကောင်ကျော်ဝတ်မှန်ဆိုရင်အဲ့ဂျားထဲမှာဒီဘာမှမသိတဲ့အဲ့ဂျားထဲကလိုင်းနေတဲ့မှာနေမုံဘိမဆန်နေလဲကုန်ချိန်နေလဲကုန်ဘာမှလဲဟုတ်တာမဟုတ်လိန်ခံတာအများကြီးပဲကောက်စားသွားတာလေအများကြီး9000 3000 1000 9000 3000 1000နဲ့အဲ့ဒါမဟုတ်ဘူး ဲ့ခါနေဆက်တက်တွေကြာပြီးလို့ရှင်အဲ့ဒါလည်းမဖြစ်ပြန်ဘူးတော့ကလွလွယ်နဲ့လွလွယ်နဲ့တထေးဖြစ်ခြင်းနဲ့လောဘကိုကိုယ်တိုင်းမကြိုးစားဘဲနဲ့အလွယ်အလွယ်လိုက်ခြင်းနဲ့ကိစ္စအကျွေးတွေတင် ပြန်စင်းစားကော့ကိုပြန်စင်းစားမဟုတ်သေးဘူးဒါကြီးကမဟုတ်သေးဘူးမဟုတ်သေးဘူးဒါတော့ကိုယ့်ကိုသုံးသပ်ငယ်ချင်းရင်မဲတော့ဟုတ်ခုတော့ငါတို့လည်းလိုဖြစ်တယ်ကိုအဲ့တော့မှအဲ့တော့၃လောက်လောက်နေကြပတ်ဆက်နေလည်းတော်တော်ကုန်လာပြီပတ်ဆက်နေလည်းအကျွေးတွေလည်းတင်လာပြီပတ်ဆက်နေလည်းတော်တော်ဖြူပါပြာကြလာချိန်မှာနှစ်ယောက်သားကဲလုံးတော့ဘူးအဲ့ဘက်လိုင်းလည်းမလိုက်တော့ဘူးဆိုပြီးတော့အလားတဲ့ချင်းယောက်လက်ဖေးဆိုင်မှာပြန်ပြီးတော့စတဲ့ပြန်ချပြီးတော့ရှင်ဘဝက ဟာဝေဝါးသွားပြန်ရောလွယ်လွယ်နဲ့တတိပြမဲ့ဘဝနဲ့ဝေဝါးသွားပြန်ရောဒါဒီချိန်မလို့ရည်ပြီးပြောနိုင်တာเนาะအဲ့ချိန်တော့ကတော့ဟာจะคงจะแค่เบ้อาจุมาแล้วมันสู้อซอยถ้าเบ้อไปเชิงตั้วมายามาเบ้อเชิงซ้ําหาดานี่นี่มาถั่วขึ้นซ้ําหาได้รู้พอรู้ฉิดีได้บายแล้วชุบแจดิรอคัดนี่อ่ะไอ้ไอ้ดิไลน์กัมเมียไลน์อ่ะแหละกูนี่แล้วไม่จ้วงญินมูไม่จ้วงญินเบ้เนี่ยรอบตันยองไลน์รอบกว่านี่ไลน์ด่าวะเปียไลน์ยิงกานี่มา ခုနပုံမှန်ပြန်ဖြစ်သွားပြီကိုယ့်ကိုပြန်တုံတန်ဖြစ်သေးဘူးပဲအဲ့အချိန်မှာပဲခုနကရုပ်ရှင်ဗီဒီယိုလေးတွေရိုက်ရမယ်လမ်းကြောင်းခုနကခုနကိုကိုမျိုးထူးနဲ့ကျွန်တော်ဗီဒီယိုဗီဒီယိုတွေရိုက်ဖို့တကူမျိုးထူးကကျွန်တော်ကိုခေါ်တာပြန်ခေါ်တာဟိုကိုပြန်ခေါ်တော့ကိုမျိုးထူးနဲ့စရရရအဲ့မှာကျွန်တော်စပြီးစုံတာစုံတဲ့အချိန်မှာမမက်ရရခုနကကိုဝေလူကျော်နဲ့နာနာရင်နဲ့ဝေလူကျော်နဲ့ကာမကိုမျိုးထူးက director လုပ်တယ်ကျွန်တော်တို့ကငွေချင်းနေပါတယ်ပေါ့ဒီလိုပုံစံမျိုးနဲ့တခါအကူမြထူကပဲအဲ့ဒါလေးပြီးတော့ကျွန်တော်ပေါင်းသင်းဆက်ဆံရေးအဆင်ပြေတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကသင်ခန်းစာရသွားပြီလေရှေ့မှာတော့အတင်းဖယ်ခံလိုက်ရတဲ့ဟာကနေအားလုံးနဲ့တာဟဇာတာဖြစ်အောင်ပေါင်းရမယ်အားလုံးနဲ့လည်းတော့ချစ်ချစ်ကိကဖြစ်အောင်ပေါင်းရမယ်ဆိုတဲ့ဟာဖြစ်တဲ့အချိန်မှာကျွန်တော်ရဲ့လူနေမှုပုံစံနဲ့ပေါင်းသင်းဆက်ဆံရေးပုံစံက လည်းပြောင်းလာပြီပေါ့เนาะကျွန်တော်အတွေ့အကြုံတွေရလာပြီးတော့ကျွန်တော်တည်လာတဲ့အချိန်မှာကျွန်တော်ပေါင်းလာကြအောင်အဲ့တော့ okay တယ်ကျွန်တော်အဆင်ပြေတယ်အဲ့ဒီအချိန်မှာခုနပြောတဲ့ကျွန်တော်ကွန်ပျူတာနောက်ထပ်တကားကြဘယ်သူနဲ့တွေ့ရပြီလဲဆိုတော့အဲ့ဒီမှာခုနကိုဝီလူကျွန်တဲ့နောက်ကားကြတော့ကိုကျော်ရဲအောင်နဲ့ကွန်ပျူတာကျော်ရဲအောင်နဲ့ရိုက်တယ်ကိုကျော်ရဲအောင်နဲ့တွေ့ပြုဆောင်နေလို့အတကားကိုလူမင်းနဲ့ရိုက်ကွန်ပျူတာကလည်းအဲ့ဒီအချိန်တုန်းကဒါရိုက်တာမျိုးထူးအဲစိတ်ကူးပုံဖော်တည်တည်လဲ ဇာခိုင်းတော်တော်များရရတယ်အဲ့ကနေပိုင်စီရဲထုံးတို့ဘာလို့ဒီနယ်လဲအဗီဒီယိုတွေဘာတွေရိုင်းကနေအဲ့တငယ်ချင်းတွေတဖြည်းဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေဆက်ဆက်ပြီးတော့အဲ့တော့အဲဒီလောကလေးကိုပြန်ရောက်သွားကြပါအလုံလေးကပုံမှန်လေးကျွန်တော်ကခုနကန်ထရိုက်ရတဲ့ဟာလေးက6000 9000 8000အဲဒီလိုမျိုးလေးတွေကျွန်တော်အဲတကားနဲ့တကားလေး1000 1000လေးတွေတိုးတိုးရင်းရတယ်ကျွန်တော်က အမေအလုတ်ကလေးကလည်းအဆင်ပြေလာတဲ့အချိန်မှာကျွန်တော်ကဘယ်ဟူရှေ့ရလဲဆိုတော့ကျွန်တော်အခုနားကနေခဲ့တဲ့အဲသူဝနာဗိုလ်ချုပ်ရွာတဲ့ရနေမှာအလုတ်လေးကလည်းရပြီဟာလာအိမ်ခန်းတိုက်ခန်းလေးလည်းငှားနေလို့ရပြီဆိုတော့ကျွန်တော်တငယ်ချင်းတယောက်နဲ့တာမွေမှာအဲတာမွေ140နဲ့134လမ်းလား143လမ်းလားအဲ့ကျွန်တော်လမ်းစုံများရွှေဘိုဆေးရုံကြီးထောင်းကအရင်တော့ကတော့ကြက်ရှာဟိုပါဆုံး134လား140အဲ့နှစ်ခုအများတိုင်းကျွန်တော်အမှတ်မှားတယ် ဲ့အရင်တော့ကတော့ KFC လိုမျိုးကြက်ကြော်ဆိုင်လေးကြီးဘေးမှာဈေးရှိတယ်အဲကြောင်ပြောင်းဈေးရှိတယ်အဲ့ဈေးတောင်းကလမ်းလေးကျွန်တော်အိမ်အောက်မှာကအဲ့တော့အိမ်ကကျွန်တော်ငှားနေတဲ့အိမ်ကအောက်ထပ်ကတိုက်အပေါ်ထပ်ကတစ်သားအိမ်အလဲကောင်းမှာလှေကားရှိတယ်အိမ်ခန်းကမြင်ကြီးတဲ့နှစ်တိုက်ကလှေကားရဲ့ဘယ်ညာကတိုက်အပေါ်ထပ်ကတစ်သားတစ်သားပေါ့တစ်သားနဲ့တစ်သားကြံကင်းနဲ့ရှင်းပြမိသားစု၄စုပေါ့အိမ်၄အိမ်ငှားတာပေါ့ အဲ့ဒါအလေကောင်လေကနေတက်ရင်အပေါ်တက်တာညာဘက်ခြမ်းတခန်းပဲပဲခြမ်းတခန်းအောက်ထပ်ကတက်ရင်ဘယ်ညာဘက်အောက်ထပ်အိမ်ဘယ်တက်အောက်ထပ်ကကျွန်တော်ကအဲ့ဒီကျွန်တော်အောက်ထပ်မှာကြတော့ခိုင်နှင်းဝေမင်းသမီးခိုင်နှင်းဝေကရဲ့အိမ်ကျွန်တော်တို့အိမ်ကနေအဲ့ဒီအိမ်ကနေမှာနည်းနည်းလေးရှေ့ဆက်သွားပြီးညာကိုလိုက်ရင်ပေဦးဆောင်ပန်းဖြူရဲ့မင်းသမီးပန်းဖြူရဲ့အိမ်အဲ့ဒီနားလေးမှာကျွန်တော်ကရောက်သွားတာ တငယ်ချင်း၄ယောက်ဆက်ကားလာကျွန်တော်ပြောဝေသားတငယ်ချင်း၄ယောက်ဆက်ကားပြီးတော့အဲ့ဒီအိမ်မှာနေရတယ်ကျွန်တော် VCD တွေအဲ VCD ရုပ်ဗီဒီယိုတွေဇာတ်ကားတွေအဲ့ကိုမျိုးထူးလို့ဘာရိုက်နေဗီဒီယိုဇာတ်ကားလေးတွေကျွန်တော်ရိုက်နေရပြီအဲရိုက်နေရပြီးတော့အလုပ်လေးရလဲရပြီအဲ့တော့ဘာပြောဦးလေးလဲနည်းနည်းဆိုလာပြီပေါ့ဗျာဦးလေးလဲဆိုလာပြီတငယ်ချင်းတွေနဲ့တရုတ်ရုံပြောဝဲတလာတငယ်ချင်းတွေလဲကိုကြည်လာလဲအဲ့ကိုမျိုးထူးတို့အဲကိုမျိုးထူးတို့အဲ့ကရင်မတို့ တခြားသူတွေလည်းကျွန်တော်အိမ်ကလူမျိုးတွေပဲအဆောင်သဘောမျိုးဆိုတော့အလာလေကြပြူချနေကျွန်တော်အိမ်လေးကအဆင်ပြေလာပြီးအလုတ်ကင်လေးလေးလည်းကောင်းလာပြီအဲ့တော့ပြီးလို့ရှိရင်ပိုင်စီရဲထုံးလို့လည်းကျွန်တော်ပိုင်စီရဲထုံးနဲ့လည်းခဲအဲ့တော့အဲ့အချိန်မှာပိုင်စီရဲထုံးကကြတော့မျက်ခြေရနေဗီဒီယိုဇာကားတွေက80ရို့က60ရို့တွေမင်းသားတွေကိုချုပ်နေတဲ့အချိန်မှာမျက်ခြေရနေပြီးလို့ရှိရင်ဗီဒီယိုဇာကားတွေတဲ့သူ့ကို ဟိုကတ်ထရိုက်ဟိုဘာပေါ့နှစ်ရှည်ပေါ့ဇက်ကားရဲ့အများကြီးစာကျူးထုတ်နေတဲ့ကာလတစ်ခုကိုလည်းဖြတ်တန်းနေရပြီးအလုတ်ကင်လေးလည်းအဆင်ပြေလာတယ်ပေါ့လေအဲ့ဒီအချိန်မှာဘာပဲပြောပြောကျွန်တော်အိမ်ကိုပြန်ပြီးတော့ရှင်အဲ့ဒါအမေကိုပြန်ပြီးတော့ကျွန်တော်ပတ်စံနေအဲလက်ဆောင်နေမွေးနေတွေဘာတွေညာတွေကျွန်တော်ပြန်ပေးနိုင်နေပြီဆိုပြီးတော့ဘာပဲပြောပြောတစ်စက်ပြန်ပြီးတော့ဟိုဥဆူလာတဲ့ ချိန်ဆူဆူပြပြလေးနဲ့ဝက်စားလေးတွေဗာလေးတွေလည်းဝင်နိုင်လာတယ်အလုတ်အလုတ်မပြတ်တော့ဘူးပေါ့နော်အခုအဲ့ဒီချိန်မှာကျွန်တော်တောက်လျှောက်ရိုက်ရတဲ့သူဒီဒါရိုက်တာဒီအခုနကိုမျိုးထူပဲကိုမျိုးထူနဲ့ကျွန်တော်တူတူအားကြီးရိုက်ခဲ့ရတယ်ကိုမျိုးထူကကျွန်တော်ရဲ့ရုပ်ရှင်လောကတွေကိုပြန်ဝင်ဖို့အတွက်အဲဓာတ်ထဲမှာပြတ်နေတဲ့အဆက်ကိုဟိုဆက်သွယ်ပေးခဲ့တဲ့တံတားတစ်ခုအနေနဲ့ဖြစ်တယ်လို့ကျွန်တော်ရဲ့ကျေးဇူးရှင်ထဲမှာလည်းတယောက်အနေနဲ့ပါတယ်ကိုမျိုးထူကတော့အခုတော့ အာဆုံးပါသွားပြီဖြစ်တယ်အဲတော့ကိုမြို့ထုလည်းကျွန်တော်ကျေးဇူးတင်တယ်တတိလဲရတယ်လွန်လဲလွန်တယ်အဲ့ကနေမှကျွန်တော်အလုတ်ကိုင်းလေးတွေကလည်းအဆင်ပြေလာပြီးရိုက်လာတဲ့အချိန်မှာကျွန်တော်ဘသူနဲ့နောက်ထပ်ဘသူနဲ့သွားတွေ့လဲဆိုတော့ကိုကုသူနဲ့ကျွန်တော်ဆုံပြစ်တယ်အဲကိုကုသူနဲ့အလိုစကားတွေရိုက်ရင်းရတယ်ကိုကုသူဆုံနေတယ်ကိုကုသူကကြာတော့ဗာလဲဆိုတော့ကိုကုသူကကြာတော့အဲဟိုဖြစ်တယ်ကိုကုသူကကြာတော့အဲ့ဒီအချိန်မှာ အဲသူကတေးဇဘုတ်တန်တေးကိုဆောင်မယ်ဒါပေမဲ့ဗီဒီယိုစကားတွေရိုက်နေရပြီသူကဗီဒီယိုဟာတာကားလေးတွေရိုက်တယ်တားညီနဲ့နာယီတို့ဘာလို့ရိုက်တယ်ဝါလုံးရေးဖို့ညီလေးထိုင်တို့ဘာလို့ရိုက်ပြီကိုကူတို့ကလည်းလူရှင်တော်ဆိုပေမဲ့သူ့ဇကားတဲ့ဒရမာတွေရိုက်တယ်သူသူကလည်းနံပါတ်လေးတစ်ခုနဲ့ အလုံးလုံးနေရတဲ့ဟာရှိရှိနေပြီပေါ့နော်အဲ့တော့ကိုကင်းတို့မင်းသားတင်ရိုက်တဲ့ဗီဒီယိုဇာကားလေးအဲ့လိုပုံစံမျိုးလေးတွေလည်းကိုကုတူကရိုက်နေရတဲ့ကျွန်တော်ကိုကုတူနဲ့လည်းကျွန်တော်အဆက်အသွယ်ရတော့ဂျိုချာဂျိုချာကိုကုတူတို့နဲ့လည်းကျွန်တော်ဗီဒီယိုလေးတွေဗာလေးရိုက်ပေါ့အဲ့တော့ကိုမျိုးထုနဲ့ဇကားတွေရိုက်ရင်းရနေမှာကျွန်တော်တန်ငယ်ချင်းတွေဘယ်သူတွေထပ်ရလာလဲဆိုတော့ the main ရဲ့ set တို့နောက်ပြီးတော့ကျွန်တော်ဂျပန်ကြီးတို့ပြီးတော့နေမျိုးအောင်အဲနေမျိုးအောင်ဆိုလို့ချင်းလည်းအဲ့အချိန်မှာအကြောင်ကဘာကနေသွား အာမင်းသားတင်ပြီးတော့ဟိုဖြစ်နေတဲ့အချိန်အာနေမျိုးအောင်နောက်ပြီးတော့နေထူးနိုင်နေထူးနိုင်ဆိုတာကမင်းသားတွေဘာတွေမဖြစ်သေးဘူးကျွန်တော်တို့တွေနဲ့အတူ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 သွားတူတူစားအလိုအဲ့လိုမျိုးတွေရိုက်နေရတဲ့အချိန်မှာမှကိုကုသူကအဲ့တော့သူတို့တွေနဲ့ကျွန်တော်တို့တူတူတယုံယုံခင်ခင်မင်းမင်းနဲ့အလုပ်တွေလုပ်ကြကိုကုသူကဇကာတကာရိုက်တယ်အဲ့ဇကာတကာကအင်း အဲအဲ့ဇကားကဇပယ်မိုးပါတယ်ဇပယ်မိုးကအရင်တုန်းကဇပယ်မိုးကဟိုအရင်တုန်းက the team ဘာလို့ကစင်တင်ကိုတို့ဘာလို့မှ the team ဆိုတော့ the team ဆိုလဲသူကတိတ်ကောင်းတယ်ဇပယ်မိုးကအဲ့တော့ဇပယ်မိုးနဲ့မင်းသမီးတင်ပြီးတော့ရိုက်တာ၄တောင်ဆက်ဝိုင်းနဲ့တူတယ်၄တောင်ဆက်ဝိုင်းနဲ့တူတယ်အဲ့ဒီဟုတ်တယ်ဇကားနဲ့မင်းတို့မှတ်ပြီးတော့အဲ့ဒီမှာအဲဇပယ်မိုးရဲ့အဲမင်းသားတက်လက်ပေါ့မင်းသားတက်လက်ရဲ့နောက်ကျွန်တော်တို့တွေပါတယ် အဲ့ဒီအချိန်မှာမင်းထင်ကိုကိုကြီးကကျွန်တော်ဦးလေးမင်းထင်ကိုကိုကြီးကစင်ကူမှာအလုံးလုံနေတာကနေဗမာပြည်ကိုသူပြန်လာတော့မယ်ဗမာပြည်မှာရုပ်ရှင်ထုတ်လုပ်ရေးတွေပါတယ်လုံမယ်ဒါရိုက်တာလုံမယ်တသူရွယ်ချက်တွေရှိတယ်လုံအဲ့တော့အဲ့တော့ကျွန်တော်ပေါ့ပေါ့မင်းရုပ်ရှင်လောကလေးကိုရောက်နေပြီဆိုတော့ဘလို့ရှိလဲဗာလဲညာလဲပေါ့သူတို့ကျွန်တော်နဲ့သူပြန်လာတဲ့အချိန်တနစ်ကိုတစ်ခါတော့ပြန်လာချင်းညာတွေ့ကြပြူကြဆိုကြအဲ့မှာကျွန်တော်လည်းဘာပဲပြောပြောတော့မင်းသားတငယ်ချင်းလေးတွေဘာလေးနဲ့လဲတတဲဝင်ဝင်ဖြစ်နေပြီပေါ့ဗျာ ဖြစ်နေပြီဆိုတော့ငါရုပ်ချင်ရိုက်ဖို့ရှိတယ်ဒါရိုက်တာလုပ်ဖို့ရှိတယ်ဘလို့လုပ်မဲ့ဘာညာနဲ့သူစုံတန်းရတရေလဲကြတဲ့ကြောင့်သူပြန်လာတော့မယ်တဲ့ပြန်လာပြီးငါငါမှာဇက်ဇက်ပါတယ်ပေါ့သူသူရိုက်မယ်ပေါ့ဒါရိုက်တာလုပ်ပြီးရိုက်မှာပေါ့အဲဇက်ဇက်ကဇက်ညုံးလဲရေးပြီးသားဆိုတော့ဒါပေမဲ့ရုပ်ရှင်အကြောင်းကိုရုပ်ရှင်လောကရဲ့ထုတ်လုပ်သူအကြောင်းရုပ်ရှင်လောကရဲ့အကြောင်းကိုဒီတိုင်းတော်မြတ်ကျွန်းကတိတိကျင်နေလေးလာခြင်းနဲ့ဆိုအလေးလာလာကိုကြီးလိုက်ခဲ့ဆိုရှူတနေပါလေခေါ်လိုက်ရအဲ့ဟုတ်ဘူးတဲ့ငါတဲ့ ပရိုဂျူဆာလုပ်မယ်တဲ့ပရိုဂျူဆာလို့ရုပ်ရှင်တကားဘလို့ရိုက်တယ်ဘလို့ကုန်လဲဘာတွေလိုအပ်ချက်တွေရှိလဲဆိုတာသိချင်တယ်ရုပ်ရှင်ဗီဒီယိုတကားပေါ့ဗီဒီယိုတကားရိုက်မယ်တဲ့ဘယ်သူနဲ့ရိုက်ရမလဲဘာညာနဲ့လုပ်တဲ့ဒီမှာကဲဟုတ်ပြီကျွန်တော်အဲ့အချိန်မှာအသိန်းနဲ့အသိန်းနဲ့ကျွန်တော်ကအသိန်းဆိုကိုကုသူနဲ့ကျွန်တော်ကအဲ့လိုညီကိုလိုပဲအတူတူဆရာတပည့်အတူတူသွားလာပြီးတော့လုပ်နေတဲ့အချိန်မှာသူကရိုက်ချင်တဲ့အသိန်းနဲ့ကျွန်တော်ကချိန်တဲ့ကိုကုသူရှိတယ်သူကတော့ဘာပြောသူ့ဆက်တွေကောင်းတယ် အဲ့တော့ကျွန်တော်လည်းလက်ရှိအလုပ်လုပ်နေတာအရင်အလုပ်လုပ်ရတာလည်းအဆင်ပြေတယ်။ဒါ okay အဲ့ဒါဆိုငါပြန်လာလို့ရှိရင်ငါရိုက်မယ်ပြစင်မင်းစီဇန်ထားလိုက်ဆိုတော့အစီဇန်ထားပေါ့။ဘာညာကျွန်တော်ပြောဆိုထားပေါ့။အဲ့မှာနေမဲ့မမရရပါလို့ကျွန်တော်ပကံကိုတက်ပြီးတော့အဲ့တုန်းကရာတပ်ပန်ဆိုတဲ့ထုတ်လို့ရေးကုမ္ပဏီပေါ့။ရာတပ်ပန်ဆိုထုတ်လို့ရေးကုမ္ပဏီကတောင်ကူကအဲနောက်ပိုင်းမှာကျွန်တော်သိရတာကကျတော့ဒီ CB ဘန်ဥက္ခရဥက္ခမောင်အေးရဲ့သူတငယ်ချင်းတွေအုပ်စုလိုက်ဖွဲ့ထားတယ်နောက်ထပ် အနုပညာနဲ့ပတ်သက်တဲ့ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပေါ့လေရာတပ်ပန်ဆိုတာအဲ့တော့ရာသက်ပံနေဗီဒီယိုစကားနှစ်ကားရိုက်မယ်တကားဗီဒီယိုတကား DVD တကားတကားကြတော့နှစ်ကားလုံးကတော့မင်းသားတော့ကိုလွင်မိုးပဲကိုလွင်မိုးနဲ့မတ်နေတော့နဲ့နှစ်ကားလုံးပဲပကံကိုတက်ရိုက်မယ် တကားအပျော်တရေလေးကောင်ပါတယ်ကိုကင်းတို့ကိုပြတ်တို့ပါမယ်အပျော်ကိုကုသူတို့ပါမယ်ဟာအဲဒါရိုက်တာကတော့ကိုကုသူပဲနှစ်ကားလုံးကကိုကုသူပါပဲရိုက်မှာဗီဒီယိုတကား DVD တကားအဲ့ခေတ်တုန်းက DVD ကယုံတင်ပြီးတော့ရုပ်ရှင်ယုံလိုမျိုးပြနေတဲ့ခေတ်ပေါ့လေအဲ့နှစ်ကားရိုက်မယ်တကားကတော့ကျွန်တော်ပကံဖျားဖူးရင်းနဲ့ပကံအငွေ့အသက်ပါတဲ့ကဇကားနာမည်တော့ကျွန်တော်မမှတ်မိတော့အဲ့ဇကားတွေကဇက်ဝင်တဲ့ချင်းကတော့မှတ်မိနေတာကိုကုဆဲရေးပြီးတာဗျာ အိဇက်ကားလေးအပျော်ကားလေးတခါနောက်တစ်ခါကျတော့ကောင်းချင်းခုဒီချိန်ခါဆိုတဲ့ DVD ဇာတ်ကားကြီးအဲ့တော့ဥညွန်ဝင်းပါတယ်အမေချိုပါတယ်လိုက်စီလင်းပါတယ်ဂိုလူမုံပါတယ်ကျွန်တော်ပါတယ်လွင်မုံနန္ဒာလိုင်းကိုကင်းတို့အမ်ပြုချင်းအလီဂွန်းတို့နောက်ပြီးတော့ကိုစင်မတို့တွေပါတယ်ဇက်အင်ကြီးအကြီးပဲ heavy သူ့ဘာရလာကျွန်တော်ကအဲ့မှာဒုတိယမင်းသားလို့မျိုးပေါ့လွင်မုံနဲ့အပြိုင်ဒုတိယမင်းသားတို့အသိအကျွန်တော် villain လောက်ရမယ် အဲ့တော့ဇက်ဇက်ဇက်ဒီလိုဒီလိုပေါ့ညီကိုနှစ်ယောက်ဖေးသူမေခွဲညီကိုနှစ်ယောက်ကနေပြချင်းတယောက်ကကြတော့သူ့ဘာရာသာရှိရောက်သွားတယ်တယောက်ကကြတော့အဖွားရှိမှတထေးအဖွားကြီးချိုပြုံးရှိမှမြီးအနေနဲ့ရှိရတယ်တကယ်တမ်းတကယ်တမ်းဟိုဖြစ်မဲ့မြီးအစ်စ်ကကြတော့ဂုဏကလွင်မိုးပေါ့အဲကိုလွင်မိုးကကြတော့သူ့ဘာရာသာတင်းချန်းကုန်းမှာတေလို့ဆိုပြီးလာမြင့်သဘောမတူလို့ဆိုလာပြင်းရနေပါအဲ့ကလေးလေးအသက်ရှင်နေလို့သူ့ဘာရာသာကြီးကမွေးစားထားလိုက်တာ အဲအဲ့လိုဇက်လေးပေါ့ဗျာဒရမ်မာပေါ့လိုက်စီလီတင်လိုက်စီတင်နဲ့ကိုလူမုံနေရကြတော့ညီမနှစ်ယောက်ထန်တက်တယ်ပတ်စံချမ်းစင်းရဲတယ်အဲ့တော့ကျွန်တော်တို့ကမေချိုရဲ့မြီးချိုပြုံးရဲ့မြီးမြို့မျက်နှာရွာမျက်နှာဖုံးပတ်စံချမ်းသာတယ်တပည့်တပန်းနေနဲ့ငါအဲ့လိုလုံးရနေဒီလိုက်စီဒီတင်လေးကိုအဲကျွန်တော်ကတထေးသားဆိုတော့အနေကျူးကျော်တယ်ပေါ့ဗျာအဲ့လိုတွေလောက်တဲ့ဇံမျိုးလေးနဲ့ကျွန်တော်အမင်းဗီလင်းလောက်ရမယ်တဲ့ချောက်တော့ကျွန်တော်ခါမှဗီလင်းတော့မလုပ်ဘူးအဲ့မင်းပုံစံနဲ့ချောက်သွားတယ် လွယ်မိုးလို့အရက်ထောင်ထောင်ပေါင်းပေါင်းလွယ်မိုးပြိုင်သူ5ဖို့လုံးဖို့ပေါ့လွယ်မိုးနဲ့ဒီလိုအပြိုင်သေးကိုဆောင်ဖို့ပေါ့အဲ့လိုအဲ့လို blue ပုံစံမျိုးလိုချင်တယ်မင်းချအောင်အားချကြတာပေါ့ခွင့်ရရတာအသိန်းကကျွန်တော်ကိုတကယ်ကျေးဇူးရှိတဲ့အထက်မှာနောက်ထပ်တရားအသိန်းနဲ့ပေါ့တိုင်းကကျွန်တော်ပထမအဦးဆုံး feeling ဇက်ရုပ်ကိုအဲ့ကောင်းကြီးခုဒီချိန်ခါမှာကျွန်တော်စရိုက်ခဲ့တာအဲ့တော့မင်းလက်ထဲမှာမင်းရဲ့ treatment လေးဖြစ်အောင်လက်ထဲမှာတံမြာသီးလေးနှလုံးနဲ့ဘယ်လိုလုပ် လိုလိုမာဖလာနဲ့ဘလိုလိုဘာညာပေါ့အကုန်လုံးကျွန်တော်တင်ပြီးကျွန်တော်အဲ့မှာကျွန်တော်စူးစမ်းပြီးလုပ်တဲ့အချိန်မှာအိဆက်ကားလေးက DVD ယုံတင်တဲ့အချိန်မှာကျွန်တော်နေရာရခဲ့အသိဉာဏ်ကျေးဇူးကြောင့်အိကနေစာပြီးကျွန်တော်ငကိုလေးရတယ်ကျွန်တော်ဒီဒီ character ပေါ့ villain ပေါ့မင်းသားနဲ့အပြိုင်လိုက်ပြီးတော့ကြမ်းရရမ်းရလောက်ရမသိစေဇက်ကိုပို့ပြီးနိုင်မဲ့လူတယောက်ပိသက်ကထဲထဲဝင်ဝင်မှတ်မိမဲ့လူဒီဒီ villain ဆိုတဲ့ character ရှိတယ်ကျွန်တော်မင်းသားနေရာကိုကျွန်တော်ကျွန်တော်ကျွန်တော်မကြဘူးကျွန်တော်မလုပ်ချင်ဘူး ျွန်တော်ကာလိုက်တာအရသေဥဆောင်ရတဲ့လူပဲကျွန်တော်လှုပ်ချင်တာမင်းသားမဖြစ်ချင်ဘူးပတ်စံတော့မင်းသားလိုမျိုးပတ်စံတော့ရားချင်တယ်ဟောကအဲ့လိုမျိုးနဲ့ကျွန်တော်ကနောက်ထပ်ဇက်ကိုပို့ပေးရမယ်နောက်လူတယောက်ကိုကျွန်တော်အရန်စိတ်ဝင်စားတဲ့အချိန်မှာအဲ့နေရာမင်းသားယူယူဘေးကနေလေတငယ်ချင်းလို့ဟာမျိုးက promotion မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဇက်ကောင်မဟုတ်ရင်တော့ဆိုရင်ကိုကိုဦးတို့ကိုအောင်ခိုင်းတို့လူကောင်ကျွန်တော်လူကောင်ကိုအရန်ကြိုက် အဲ့ခက်ကလူတွေဆိုသိပါလိမ့်မယ်လူကအာဆောင်းမမိုက်လူကအာအဲ့ဘဲကိုတင်တော့တကယ်ကြိုက်လားသူ့ရဲ့ပုံစံမျိုးသူကပိန်ပိန်ပါးပါးနဲ့ကျွန်တော်တို့ပုံစံကျွန်တော်တို့အခုလိုဟိုဝနေတာတော့မဟုတ်ဘူးဗျာပိန်ပိန်ပါးပါးနဲ့လူက item လေးပါဆိုတော့ကိုရာသာဒီအဲအဲ့လိုကိုရာသာလို့ style မျိုးပဲဗျာအဲ့နဲ့ကျွန်တော်အဲ့နေရာမှာသေကိုဆောင်မယ်လုံမယ်ဆိုတဲ့ဟာနဲ့အဲ့ဒါအသိန်းနဲ့တွားတွေ့တာပဲတွေ့အသိန်းကကျွန်တော်အဲ့နေရာမှာ မြေတော်ဖဲ့ပြီးတော့စရိုက်ပြီးမြေတော်ဖျောက်ပြီးလိုက်တယ်ပေါ့ကအမဗီလင်းကောက်လိုက်တာဟာနဲ့ကျွန်တော်လုံရင်းလုံရင်းနောက်ကားတွေလည်းအဲ့လိုဗီလင်းဗီလင်းနေရရုံရင်းကနေကျွန်တော်ကဇာကားထဲမှာအရင်ကမင်းသားတငယ်ချင်းနေနဲ့အများကြီးပါနေရိုက်ထားပြီးမဲ့လူသိမ့်မသိဘူးအဲ့လိုအဲ့ဒီကောင်းချင်းခုဒီချိန်ခါမှာကျွန်တော်စာနေစင်းသမားတွေရောတေဥဆောင်တွေရောရုပ်ရှင်လောကရောတတိထားမိတာဟာဒီပဲလို့အဲ့တော့နောက်ကားတွေကျွန်တော်ဗီလင်းမဲ့လာလာငားရတယ် အဲ့တော့အရင်မောင်းလဲရှိတယ်ပေါ့ဗျာအသားဖြူဖြူဖွေးဖွေးထောင်းထောင်းမောင်းမောင်းပေါ့ဝက်နိုင်စားနိုင်တယ်ပေါ့တကယ်ဝက်နိုင်စားနိုင်တယ်ဆိုအထင်ကြီးနေကျွန်တော်ဘယ်သူမှအဝယ်စားပတ်မိုးပြတာကောက်ကိုဘေဒုတ်ကနေတွားပြီးကိုနဲ့လိုက်မဲ့ဘေဒုတ်တွေတော်တော်ဝယ်ပြီးတော့ဘေဒုတ်တွေနဲ့ဖျဲတာဘယ်လိုမျိုးအဲအဲ့တော့တော့ဟိုရင်ထဲကကျွန်တော်501တို့ Jackin တို့925တို့ဘောင်းတွေနဲ့ကလူကခေါလီထားအားလုံးသိတယ်ရင်တော့ကျွန်တော် K ရတယ်လို့အရှင်နဲ့လေအဲ့လိုမျိုးနေခဲ့ရအောင်ဆိုတော့နည်းနည်းတော့ မုတ်စိတ်နဲ့လေကျွန်တော်အများနဲ့မုတ်စိတ်နဲ့နေတာဆိုအဲ့ဒါလေးနဲ့ကျွန်တော် V line လုံးလုံးနဲ့ကားတော်တော်များများအဲ့မှာနေမဲ့ကျွန်တော်တရုပ်ဆောင်နေ V line ဇက်ရုပ်တွေကိုရိုက်လာရိုက်လာကျွန်တော်နေရာလေးတစ်ခုရလာတယ်။အဲ့နေရာလေးတစ်ခုရလာတာဒီအခုနားကကျွန်တော်အဆက်အသွယ်ပြတ်သွားတဲ့တရုပ်ဆောင်လောကကနေကျွန်တော် post လုပ်ခံလိုက်ရတဲ့ဘဝတစ်နှစ်ကျော်ကနေ10မိနစ်ငတ်ပြတ်တဲ့ဘဝကနေဒီဘက်ကိုပြန်လဲကူးရမယ်အချိန်ပေါ့ကူးရမယ်အချိန်မှာဘာဖြစ်လဲဆိုအခုနားကကျွန်တော် ကျွန်တော်ဒီဘက်လောကောက်ပြန်ချိန်ဆက်ပြီးကကျွန်တော်ရဲ့ VCD လေးနဲ့ဂျာတဲ့မှာအသက်ရှူခွင့်ရခဲ့တဲ့မင်းကိုကျွန်တော်တငယ်ချင်းမင်းကိုရက်တန်ကျွန်တော်ကျေးဇူးတင်တယ်။နောက်ပြီးတော့ကျွန်တော်အဲ့ဒီတော့ကျွန်တော်ဂျုံမေးဆောင်းလျှောက်ခဲ့တဲ့တငယ်ချင်းတွေကိုကျွန်တော်နေစရာပေးခဲ့တယ်။ပြူဆောင်းလျှောက်တယ်ဗောလေ။ ဆောင်းလျှောက်တယ်လို့မဟုတ်တော့ပါကျွန်တော်ထမင်းကျွေးခဲ့တဲ့သူလက်ပိတ်တိုက်ခဲ့တဲ့သခင်တွေကျွန်တော်ကြည့်ရတယ်နဲ့အဲ့ကနေမှကျွန်တော်ဒီဘက်မှာဗီဒီယိုမှာကျွန်တော်ဇာကားရိုက်လို့ရဖို့အတွက်ကျွန်တော်ကျွန်တော်နောက်တစ်ဆင့်ဘာပဲပြောပြောဟိုဝန်နိုင်စားနိုင်လေးဖြစ်လာအောင်လုပ်ပေးခဲ့တဲ့ကိုမျိုးထူးကျွန်တော်ဂျေစုတင်တယ်ကိုမျိုးထူးကျွန်တော်ဂျေစုရှင်တဲ့မှာရှိနောက်ပြီးတော့ကျွန်တော် promotion ဖြစ်ဖို့အတွက်လုပ်ပေးတဲ့အသိအခုကိုမျိုးထူးရောအသိရောကျွန်တော်ဒီလူလောကကနေကျွန်တော်ဒီလောကကနေမရှိတော့ဘူးဘွားတော်ဘာကိုကြောင်းပါပြီ အဲဒုနည်းအောင်လုံးကိုကျွန်တော်ဒီနေ့ကနေကျွန်တော်ကြောတယ်ကျွန်တော်ကျေးဇူးရှင်တွေမှာရှိတယ်ပေါ့လေအလူမျိုးနဲ့ကျွန်တော်အလုပ်တွေရလာပြီးအဆင်ပြေလာတဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့လုပ်တွေရလဲရလာပတ်စံတွေရလဲပေါ်လာတဲ့အချိန်မှာကျွန်တော်မိုးရစ်စီရဲ့တားကောင်ကျွန်တော်စဖြစ်ပြီဟုတ်ကဲ့ပါတောကပြဘာရဒေမတမေလောကမှာထာဝရအေဂျင့်ကြပါစေ ျွန်တော်လက်ရှိဖြတ်တန်းနေရတဲ့အကြောင်းအရာတွေကိုတင်ဆက်တဲ့အချိန်မှာအပိသက်ပြည်သူတွေနဲ့အဆင်ပြေရင်လည်းယူပါအဆင်မပြေရင်လည်းကြော်ပါပါအဲ့တော့ကျွန်တော်ရဲ့ဖြတ်တန်းမှုတွေကိုကြည့်ပြီးတော့ဟိုလူငယ်တွေဆိုလို့ရှိရင်လည်းသင်ကန်းစာတွေရမယ်ပြင်ပြင်ရန်ဆင်ရန်ဆောင်းရန်ရှောင်းရန်တွေလည်းအဲတစ်ခုမဟုတ်တစ်ခုတော့အကျိုးရှိလိမ့်မယ်လို့တော့ကျွန်တော်အာကျွန်တော်ပြောလင်းပါတယ်အဲ့တော့နောက်ထပ်အပိုင်းမှာကျွန်တော် ဘလူမျိုးနဲ့ဈေးသမားဘဝဘုရားစေရတားကောင်တယောက်ဖြစ်ကျွန်တော်ဘလူဖြတ်တန်းပြီးတော့အဲ့အဲ့ဘဝထဲမှာဘလူကျင်လည်ခဲ့ရလဲဆိုတာလေးတွေလဲကျွန်တော်တင်ပြအောင်လေဒါအားလုံးကျေးဇူးတင်ပါတယ်